ထမအဦးဆုံးတယောက်ကတော့ကျောင်းမကြိုက်ဆုံးလူပဲသူကတော့ငဖျင်းလူဖျင်းလေလူဖျင်းလူညံ့လူဖျင်းလူညံ့ဘာလုပ်လဲသူ့အပြစ်ဘူးမှမရှိဘူးသူ့အပြစ်ဘာမှမရှိဘူးသူများအပြစ်ကြီးပဲသူများကိုအပြစ်တင်တာခစ်ကြီးကဘလောက်မကောင်းလို့လေအလုတ်ကဘလောက်မကောင်းလို့လေရာသီဥရုကဘလောက်မကောင်းလို့လေအာဈေးနှုန်းတွေကဘလောက်မကောင်းလို့လေအပြစ်ပဲတင်တာသူဘာလုပ်နေတယ်လဲဆိုတော့သူအိပ်ပျော်နေတယ် သူသူကိုသူလုံးညုံအောင်ဆောင်းလင်းချုံပြီးတော့တောင်မှအိတ်နေသေးတယ်နော်အဲဒီလိုလူမျိုးကတော့လူဖြင်းပဲဥပမာအဖြစ်ပြပြခြင်းနဲ့ဒီမှာရုပ်ရှင်ထဲမှာသိခင်ရတဲ့ဇော်၃ဇော်ရှိတယ်အဲ့ဒါပထမအဦးဆုံးကြီးဟိုရုပ်ရှင်မင်းသားဇော်ခင်ဆိုတဲ့အကြောင်းကိုပြပြခြင်းနဲ့အဲ့ဒီဦးဇော်ခင်ကကျမတို့ ရွှေတောင်ကြားအင်းရမြိန်မှာနေတော့သူတို့ကဂုံးအပေါ်လေးမှာနေတယ်။ကျမတို့ကသမီးအဖေနဲ့အိမ်အောင်ကြစားဆိုတော့အဲဒီဝင်းလေးထဲမှာနေတယ်။အဲဒီအချိန်မှာသူကလွန်တယ်မနမေကြော်ကြားတဲ့မိသားကြီးဖြစ်ခဲ့ပြီပေါ့။ပြီးတော့မှတရက်မှ Strand Hotel သွားပြီးတော့အရက်တောက်တယ်။ ုနှစ်ခါပြောတဲ့အထက်မှာပါတယ်နော်မူရစ်ဆေးဆိုတာကောင်းမမကောင်းအရက်တောက်လို့ပဲဖြစ်ဖြစ်ဆေးလိမ့်နဲ့ရှူလို့ပဲဖြစ်ဖြစ်လေပင်ကမျိုးချလို့ပဲဖြစ်ဖြစ်ဘာမှမကောင်းမစတာကောင်းတယ် strand hotel လို့နေရာမျိုးမှာလာပြီးတော့အရက်တောက်တဲ့လူဆိုတာအာသူတို့အတိုင်းဝိုင်းကြီးရလဲအရန်ကြီးတယ်ငွေကြေးအပြန်လဲအရန်ချမ်းသာကြတယ်အာသူတို့ကိုယ်တိုင်လည်းပဲဒါယောက်ျားကြီးတွေဖြစ်တာတော့မှာနော် နှိမ်ချခြင်းနဲ့အဲမင်းသားဆိုတော့အဲတပင်သေးဆိုတော့ဆိုဒါမျိုးတွေရှိရဲအဲ့ဒါကိုဟိုကလည်းမင်းတို့ရင်ပတ်စံရှိတာမဟုတ်ဘူးငါလည်းပတ်စံရှိရပဲအဲနောက်ကနေပါလာခဲ့တဲ့ဟာတွေကလည်းမြောက်ပေးပါလိအဲ့ဒါနဲ့ပြန်ပြစ်ကြအောင်ရန်လေးဖြစ်ကြအောင် strand hotel อ่ะအဲ့ဒီအချိန်တုန်းကအစိုးရပိုင်နေလीအဲ့ဒီပိုင်နေခါကျတော့အဲ့ဒီမှာရန်ဖြစ်ရင်ရနေကွဲတာ၄ရှတာ၄ကျိုးတာ၄အဲ့ဒါ၄အကုန်လုံးတွဲဆိုပြီးတော့ဥဇော်ခင်အောင် တရားဆွဲတယ်61ဆိုတဲ့ပုံမှန်နဲ့တရားဆွဲအဲ့ဒီ61ဆိုတဲ့ပုံမှန်နဲ့တရားဆွဲပြီး106လကြာဒါဖြစ်လို့လဲဆိုတော့အစိုးရပစ္စည်းကိုဖျက်ဆီးမှုဆိုတော့ဟိုဘက်ကအတိုင်းဝန်ကအရန်ကြီးတာပဲဒါကြောင့်မလို့ကျမကနာမည်ကျော်ကြားတဲ့လူတွေများဟာလဲအာကိုကိုကြိုက်တဲ့လူရှိရမကြိုက်တဲ့လူရှိရနော်ကျင်းတဲ့လူရှိရမကျင်းတဲ့လူရှိရဒါကိုစင်ချင်ရမှာဖြစ်တယ်လူငယ်လေးတွေလည်းအခုဒီလိုပဲအာ ထင်ရှားလာတဲ့အခါမျိုးဆိုလို့ရှိရင်ဒါမနာလိုတဲ့လူလည်းရှိနိုင်တယ်နေရင်ထိုင်ရင်လည်းကြည့်မရတဲ့လူလည်းရှိတာပါပဲအဲ့တော့သူ့ကိုလည်းအဲ့ဒီလိုပဲအမြင်ကတ်တဲ့ပုံမှန်နဲ့ပဲထောင်6လကြာဘလောက်မှမကြောက်6လဆိုတာသူများတွေလို့6နှစ်လည်းမဟုတ်ဘူး1နှစ်30လည်းမဟုတ်ဘူးဒါပေမဲ့အဲ့ဒီအင်္ဂါကပြန်ပြီးတော့ထောင်ကထွက်လာတဲ့အချိန်ကစပြီးတော့မှ ူဟာကောင်းအောင်စ조사ရဲ့ဒါနဲ့ဒီလူတွေနဲ့အဆင်ပြေအောင်လုပ်ရဲ့ဒါနဲ့အာဒီလူတွေနဲ့ရံမဖြစ်ချင်မဲနဲ့ဒီလူတွေရံဆလို့ဖြစ်ရတာအာဒီတရားရေးစနစ်ကအကုန်လုံးသူပြစ်တင်တယ်သူရဲ့မူးတွေကြောင့်ခွန်မှမပါဘူးမဆုံးခင်တည်းသူဟာအယက်သမားဘဝနဲ့ပဲအယက်တောက်ရင်နဲ့သူ့စိတ်ကိုသူဖြည့်ရင်နဲ့ပဲအာတည်တဲ့အထိအယက်တောက်သွားတာဖြစ်ပါတယ်အဲ့တော့ သူများကိုအပြစ်တင်နေမယ်အစားကိုကိုကိုပြန်ဆင်ခြင်းကြည့်လိုက်လို့ရှင်သူ့အတွက်ခွင်လန်းတစ်ခုရနိုင်မယ်လို့ကျမကမြင်တယ်။ Now ဒုတိယလူအမျိုးအစားကတော့လူသားမန်ပဲ။ဒီလူသားမန်ကတော့ပဝင်းညင်နဲ့လိုက်လျောညီချွေနေတယ်။ရောရင်လိုက်ဘာသာရင်လိုက်သူမှဘာခံယူချက်မှလည်းမရှိဘူးဘာတိုးတက်ဖို့မှလည်းပဲအဆင်မပြေဘူး။ချောင်းချောင်းလေးနဲ့အဲ လွမြောက်သွားလို့ရှိရင်ပြီးတာပါပဲဆိုတော့စိတ်မျိုးရှိတဲ့လူမျိုးပေါ့နော်ဒီလိုလူတမ်းမှန်အများနဲ့လိုက်လျောညီထွေ နေတတ်တဲ့လူတယောက်ကိုလည်းဒီမှာတွေ့ခဲ့ပါပါတယ်ဒီမှာလည်းသိပြီးတော့ခင်ပါတယ်ရုပ်ရှင်ရိုက်တဲ့အလုပ်ကိုအသက်မေးဝမ်းကြောင်းအလုပ်ကိုရုပ်ရှင်ကတခါတည်းမှာအတူတကွရိုက်လာခဲ့တာဖြစ်ပါတယ်သူကတိကိုနာမည်လည်းကြီးတဲ့ရုပ်ရှင်မင်းသားအစိုးတော်ကြီးဇော်ဝမ်းဖြစ်ပါတယ် ဆိုတော့ဝင်ကျမတို့ကငငယ်တုန်းကတည်းကကိုတာလို့ခေါ်တယ်ကိုတာကအတန်မကြားရဘူးဆိုကျမစိတ်ချမ်းသာတယ်ဘာလို့လဲဆိုအဆင်ပြေနေလို့အစင်မပြေလို့ရှိရင်မရှိရှိတဲ့နေရာမရောက်ရောက်တဲ့နေရာနေရအောင်အဆက်သွယ်လာတာမျိုးဖြစ်ပါတယ်အဲ့တော့ဥဇော်ဝမ်းကတော့သူ ਆ လေပတ်ဝန်းကျင်နဲ့အစင်ပြေအောင်သူ့ကိုသူအယောင်ပြောင်းပြီးတော့စူးစမ်းပြီးတော့နေရှာပါတယ်အဥဇော်ဝမ်းဟာ ်တစ်နာမည်ကြီးတဲ့မင်းသားတလဲဖြစ်တဲ့အချိန်မှာကျမတို့ကစူးစမ်းနေရတဲ့အချိန်ပဲဖြစ်တယ်။တကားကနေနောက်တစ်ခါကောင်းဖို့အတွက်အာ ခြိတဲ့နှကားသုံးကားလေးကိုတအားအားဆိုင်ပြီးတော့အာယုံနေထည့်ပြီးတော့အချိန်နေပေးပြီးတော့ကြိုးစားနေတဲ့ချိန်မှာသူပေါ့ပေါ့လေးနဲ့ပဲမင်းသားဖြစ်သွားတာတချို့ကလည်းဆိုလို့ရှိရင်သူများလို့ကြိုးစားပန်းစားဆိုရတာမဟုတ်ဘူးเนาะတကယ် gifted တဲ့ဖရားပေးတဲ့စုပဲသူအတန်လှုပ်လိုက်တာနဲ့ဟိုအတန်လေးကကောင်းပြီးတော့တချင်းဆိုတာကလည်းတပုတ်နှစ်ပုတ်ဆိုခဏလေးပဲအတန်သွင်းလို့ရှိရင်အဲ့လိုမျိုးနဲ့နေလာခဲ့တာနေတော့တရက်လဲကြာအောင်အာသူ့အိမ်မှာမူရစေဝါတုံးနဲ့ တွေ့တယ်။စေပလင်းနေလဲတွေ့တယ်ဆိုတော့ဖန်ခံရပါအပန်းခံရတဲ့အချိန်မှာ तू ကအိမ်မှာမရှိဘူး။ဒါပေမဲ့လို့ဒီအိမ်မှာ तू ပဲရှိရဲ။ तू ပဲတုံးမှာပဲဆိုပြီးတော့เนาะအဲအဲ့လိုနဲ့ तू ကဆွဆွဲခံတဲ့အတ္တတလို့လည်းပြောလို့ရပါတယ်။ဒါမှမဟုတ်ရှင်လည်းပဲဟိုအဲစာနမူနာပြအဲ case အနေမျိုးနဲ့လည်းပြောလို့ရပါတယ်။ तू ထောင်ငါးနှစ်ကြာ ထောင်9နှစ်ကြာပြီးတော့မပြန်လာခင်မှာဒီမှာထောင်လေးမှာလည်းသွားပြီးတော့ဥစားသမင်းတွေပါတွေကြွေးပါတယ်ဟင်းတွေပါတွေချက်ပြုတ်ပြီးတော့အဲ အဲ့ကျွေးတဲ့အချိန်ပထမဆုံးပဲကိုစားကနာကိုကျမတွေ့ပူတာပါအဲ့သူလဲထဲမှာရောက်နေတဲ့အချိန်အဲ့ဒါကျမတို့ထမင်းတွေပါလေးကျွေးတယ်အတင်းတင်းတခါသွားတွေ့တယ်ဟိုထောင်ဒီထောင် ပြောင်းသွားတယ်၅နှစ်ကြာသွားတယ်အဲ့ငါးနှစ်တွင်မှာကျမကလေးလေးရှိရဲအဲမင်းသမီးလေးဖြစ်အောင်အကြိုးစားရဲဘွဲတစ်ခုလည်းရအောင်အကြိုးစားရဲတူထောင်ကထွက်လာတဲ့အချိန်မှာကျမအဲဘွဲရနေပါပြီအဲ့ဒီအချိန်မှာ ောင်ထွက်လာတော့ကျွန်မအားပေးတယ်ကိုတာလုံးဝစိတ်ကမကြနဲ့တော့လူဆိုတာဘာဖြစ်တယ်လဲတခါတော့မှားတတ်တာပဲမှားလို့ရှိရင်မှားမှန်းတိပြီဆိုရင်တိတဲ့နေရာမှာရက်ရက်ပြီးတော့ပြန်ပြင်ကြရအောင်အဲ့တော့ရင်နှုံးကကိုတာကရုပ်ရှင်ရိုက်မယ်ဆိုလို့ရှိရင်ခပ်ပော့ပော့ပဲ family ကိုကြီးစားနဲ့အဲသွားတွေ့လိုက်ဒီဒီဟာနဲ့ချိန်တွေ့လိုက်အဲရုပ်ရှင်ရိုက်နေတဲ့နေရာကနေဘျောက်ခွန်းနဲ့ဆုတ်ထွက်သွားလိုက်အဲကျမတို့လည်းပဲရှာဟဲဖွေနဲ့ဆောက်ပြီးတော့ရုပ်ရှင်ကဖြစ်ဒါမျိုးတော့လုံးလုံးမဖြစ်ဘူးပြင်မဖြစ်မဲဆိုပြီးတော့ပြောတယ်ပြီးတော့မှကျမရုပ်ရှင်တထုပ်ပြန်ရိုက်ပါဘာလို့ဆိုဥဇော်ခင်က1600လောက်ကြာပြီးတော့တထုပ်မှပြန်မြိုက်တော့ မဖြစ်တော့ပါဘူးရိုက်လို့မရတော့ပါဘူးဆိုသူ့ကိုလည်းပဲသူ့ပဝင်းချင်တာပဲလက်မခံတာလည်းပါတာပေါ့အဲ့ဒါလေကျမဥဇော်ဝမ်းကိုတော့ဥဇော်ခင်လို့အဖြစ်မခံဘူးပြန်ရိုက်ဖြစ်အောင်အပ်ပြီးတယ်ပလက်ဖောင်းမင်းသားဆိုတဲ့ရုပ်ရှင်ကားလို့တထုတ်ရိုက်ဖြစ်တယ်ကျမပြောတယ်ပတ်စံတပြားမှမလို့မပေးတဲ့ပေးစရာမလို့ကျမလာပြီးတော့ရိုက်ပေးမယ်ဒီကားကိုအလကားရိုက်ပေးတဲ့အတွက်ကြောင့်မလို့အမျက်ခုံကိုကျမပေးရတာကျမအိတ်ထဲဆက်ရတာ ဒါပေမဲ့တငယ်ချင်းတယောက်ကိုလူတယောက်အခွင့်အလမ်းတစ်ခုရပါစေဆိုတဲ့စိတ်ရှိလို့မလို့ကျွန်မစ조사ပေးပါတယ်ဒီပလက်ဖောင်းမင်းသားဆိုတဲ့ရုပ်ရှင်ကအောင်မြင်တာသူလည်းပဲ조사ပန်းစားနဲ့လှုပ်တာဒါပေမဲ့အဲ့ဒီတခါပဲနောက်တစ်ခါကားတွေလည်းပြန်ရရရောသူကမင်းသားမဟုတ်ဖ ೇನೆ စတာလို့ခေါ်တဲ့နာမည်ကျော်လိုမျိုးအပြုအမူတွေလုပ်ပါအောင်ပြီးတော့ဒီစေးပဲပြန်ချတာပဲ ဒီလိုနဲ့ရှစ်ဆယ်ရှစ်ရေကွန်းဖြစ်ပြီးသွားတဲ့အခါကျတော့ကျမတို့ရဲ့ရေဒါတွေကနေတော့ပျောက်သွားတယ်။နောက်တော့မှတိတယ်မော်ရဲမှာရောက်နေတယ်မော်ရဲမှာနောက်အိမ်တောင်တစ်ခုကျတယ်အဲ့ဒီအမျိုးသမီးကကြိုက်သလောက်နေတော့ငါယောက်ျားအနေနဲ့နင်းနေပြီးတာပဲဆိုပြီးတော့အဲ့လိုဘဝကိုနေတယ်။နေရနေတော့ မြမယောက်ျားဆိုတော့မှန်တော့ရှိရလေအဲ့တော့ဘယ်မာနာထိပါပြီးတော့ပြောတာမျိုးမခံနိုင်ဘူး။ तू လိုက်လျောညီထွေနော်။အာနေတယ်။တတော်ကိုနှိမ့်နှိမ့်ချချကိုနေတယ်။ဒါပေမဲ့မခံနိုင်တဲ့ခါကျတော့အဲ့ဒီဟာပြန်လာတယ်။ပြန်လာပြီးတော့တခါမင်းမျိုးမှာရှိတယ်လို့ပြောတယ်။ဂျမလည်းကားရိပ်သွားရင်လည်းကိုပြင်းငင်းနဲ့ကားရိပ်သွားရင်လည်းတစ်ခေါက်သွားတွေ့တယ်။တွေ့တဲ့အချိန်မှာသူ့ကိုအာမတွေ့ရအောင်။ तू နေတဲ့အိမ်ကိုတွေ့တဲ့အချိန်မှာအလုံးမ အဆင်မကောင်းပါဘူးအငှားနေရတဲ့အိမ်မှာဘာပစ္စည်းမှမရှိဘူးအတက်သားလျှမ်းမရှိတဲ့တက်သားလေကားနဲ့အပေါ်တက်သွားရဲအမြို့ပြင်ကအိမ်တလုံးမှနေတာတွေ့တယ်အဲ့ဒါနဲ့သူ့မှာတချင်းစုံနိုင်တဲ့အရေးသွေးရှိရဲသူ့မှာရုပ်ရှင်ရိုင်းတယုတ်ဆောင်နိုင်တဲ့အရေးသွေးရှိရဲဒါကြောင့်မလို့ဒုတိယအကြိမ်ကနေတတိယအကြိမ်ရိုက်ဖို့အတွက်ဆိုဟိုပြောဒီပြောပြောတယ် အဲ့ဒါနဲ့နောက်ဆုံးပြီးကြတော့တကြံမိုးဆိုတဲ့ကားတစ်ထုပ်ကိုအာရိုက်ဖြစ်သွားတယ်။သူတကြံမိုးကားကိုရိုက်ပြီးသွားတဲ့အခေအချိန်မှာသူ့ဘဝရဲ့ပေါ့နော် third circle ပေါ့တတိယအချိန်အခွင့်အလမ်းရသွားတယ်။တကြံသချင်းများဆိုသိတော်တာပဲ။သိကောင်းတာပဲ။ ဗမာပြည်အနှံ့အလေးအမြန်နဲ့တမျိုးမော်တော်ကားနဲ့တမျိုးတကြံတွင်းဆိုလို့ရှိရင်ကိုတာတို့ရောက်ရက်ခတ်ပြီးတော့ကိုလေအပြေးလွှားကိုစူရတယ်အဲ့လိုနာမည်ကြီးတယ်အဲတရက်ကျတော့ကျမကသူ့ကိုပြောတယ်ကိုတာရဲ့ကျမကိုအကူညီပါဘုတ်ကလေးတင့်အောင်ရဲ့မျက်မမြင်နေရံပုံငွေပွဲအတွက်လှုပ်ရှားရှိတယ်အဲ့ဒါလေးကိုအကူညီပါလို့ဆိုပြောတယ်ပြောတော့ငါအကူညီမယ်ဒါပေမဲ့နင်ကထွန်းထွန်းဝင်းရဲ့တားကိုလည်းလှုပ်ပေးထားတယ် နွံ့နွံ့မှုရဲ့တမျိုးလည်းနဲ့လုပ်ပေးထားတယ်။အဲဆန်းဆန်းအေးရဲ့တောင်းလုပ်ပေးထားတယ်။ငါတောင်းလည်းနင်းကြည့်ရမယ်။အဲကြည့်ရမှာပေါ့။ဘာလို့ဖို့မကြည့်ပဲနေရမှာလဲ။ဒီကလေးတွေကကိုကလေးတွေလိုပဲလား။မြန်မာလူမျိုးတမျိုးပဲရှိတယ်လေ။သူသားသမီးကိုသားသမီးကိုဒီလိုကြည့်ရှုဆောင်ရှောက်တာ။အဲနဲ့ကြည့်မှာပေါ့လို့ကိုတားရဲ့ကလေးရဲ့အဲကိုရေးရာဇဝင် CV လို့ခေါ်တာပေါ့နော်။အဲ့ဒါလေးတစ်ခုကိုပို့လိုက်ပါလို့ပို့လိုက်လို့ရှိရင်ကျွန်မတင့်တော်တဲ့နေရာလေးတစ်ခုကိုစဉ်းစားပေးပါမယ်လို့ပြောတယ်။ ပြောတော့ तू ကတယ်လီဖုန်းထဲမှာပြောတော့အတန်းတစ်ချက်ရက်သွားတယ်ဒါမှဖြစ်တာလည်းမသိဘူးပေါ့ပြီးတော့မှအချိန်လည်းမရှိရနဲ့ကျမအဲအာဘိုလ်ကလေးတင်အောင်ရဲ့ပြဆက်အတွဲမျက်မမြင်ကြောင်းကိုသွားလို့ရှိရင်လာကြုံမယ်လို့ပြောပါတယ်အနင်းလာမကြုံလဲကားလွတ်လိုက်ရေးတဲ့အာကိစ္စမရှိဘူးကျမလာကြုံပါမယ်လို့ဆိုသွားကြုံတယ်ကိုယ်တိုင်သွားကြုံတယ် တိုးတဲ့ချိန်မှကျွန်တော်သူ့အိမ်ကိုရောက်တဲ့ခါကျတော့မင်းသားရေချိုးနေတယ်တဲ့အာအစင်းသက်မဖြစ်သေးဘူးတော့စောင့်ပါတယ်လို့ဆိုတော့သူ့အိမ်နံရံလေးကိုရှောက်ကြည့်ရယ်စီထဲမှာမျောလင့်ထားတယ်သူ့ရဲ့ตาလေးကိုဘွယ်ဝဆုံလေးနဲ့တွေ့လိမ့်မယ်လို့မျောလင့်ထားဒါဟိုကြည့်တည်ကြည့်ကြည့်အရှိမလေးပဲအဖွားအရွယ်ရတယောက်အမျိုးသမီးလေးရတယောက်အမေရွယ်လေးရတယောက်ခလေးတတိလေးရလည်းတယောက်လေးပဲခလေးသွားနေတွေ့အဲ့ဒါလည်းတွေ့တယ်အဲ့ဒါသူ့မှာမိများရှိသလားလဲထင်တယ် အဲ့လိုနဲ့စောင့်နေရနေတော့သူဆင်းလာတဲ့ခါကျတော့ကျမမေးရကုတာကုတာကုတာပြောတဲ့ကုတာသားရဲ့တပ်ပုံလည်းမတွေ့ပါလားအဲ့တော့တခါလေးပေးလိုက်လေ CV ကိုအဲကိုရေးရာဇဝင်ကိုပေးလိုက်ကျမအလုပ်ဟိုဇာနေရာကိုကြည့်ပေးမယ်လို့ပြောတယ်အဲ့ဒီချိန်မှာသူကပြောတယ်ဟင်းဆိုယူတော့မှအဲ့ဒါငါသားလေးလေးဘက်သွားနေတဲ့ကလေးလေးကိုလည်းညှို့ထိုးပြတယ်ကိုစိတ်ထဲမှာထင်လိုက်တယ်နော်အော် ဒီလူတယောက်ဟာဒီကလေးလေးကြီးလာတဲ့အထိ ဖခင်တာဝန်ကိုကြည်ပြီးတော့ဘလောက်များလုပ်ပေးနိုင်မှာလဲဖခင်တာဝန်ကြည်ဖို့ဆိုတာအာပညာရေးလေးပဲလိုတယ်ကျမကြီးလေးပဲလိုတယ်စိတ်ဓာတ်ရေးရလည်းလိုတယ်အာဓာမျိုးတွေလုပ်ပေးနိုင်မှာမလားလို့ကျမလေးစိတ်ပူပါတယ်။ तू ဟာ သူတယောက်အတွက်တော့ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်အောင်လေနေတယ်အာရာရာဆာဆာဘယ်အမှစူးစူးဆောင်းဆောင်းမရှိပဲနဲ့နေတယ်လို့လို့ရှိရင်လည်းပဲအာဟိုတောင်းဒီတောင်းလဲသူတောင်းတတ်တယ်ကျမတို့ကလည်းပဲအမှတ်မရှိဘူးတောင်းရင်လည်းပြေးလိုက်တာမြင်ဒါပေမဲ့သူ့ခလေးအတွက်ကိုသူစိတ်မပူ ငါမရှိရင်လည်းဒင်းကြည့်ရမယ်လို့အဲ့လိုလည်းပြောသေးတယ်။အဲကျမဘာပြောလိုက်မှန်းကိုမသိလိုက်ပါဘူး။နောက်တိတ်မကြပါဘူး။အဲကိုမိဘကဖုံးဆက်တယ်။အန်ဒီကရေးဆက်ကိုဇော်မန်းဆုံသွားတယ်။ဆုံသွားတာမှလည်းပဲဒီလိုပဲအဲဆေးတစ်ခုတောက်ရတာလား။အဲ့ဒါလုတာအစင်မပြေဖြစ်သွားလို့ပေါ့နော်။ဆုံသွားတယ်။ဆုံးမှာတော့ကဲမတက်နိုင်ဘူးအတူပါချတာလည်းပဲဝိုက်ကူညီကြတာပေါ့ဆိုတော့ဝိုင်းပြီးတော့ကူညီတယ် သိမကြဘူးနောက်6လ9လလောက်နေတဲ့အချိန်ကျတော့သူ့အမျိုးသမီးလေးကဖုံးဆက်တယ်အန်ဒီဂရေ့စ်ကိုတာမှားသွားတယ်အကူအညီလိုလို့ရှင်အန်ဒီဂရေ့စ်ကိုပြောပါလို့ပြောတယ်ဒါကြောင့်မလို့ကျမကလေးကိုမူကြိုးကြောင်းအပ်မလို့အဲ့ဒါကြောင်းအပ်ဖို့ပြောမရလို့လိုက်ပြောပေးပါအဲ့ဒါကလိုက်ပြောပြရတယ်လိုက်ပြောတယ်ဆိုတာပါဇက်နဲ့ပြောရတာပေါ့ဘူးလေအလှငွေထည့်ရတာလေ အဲ့တော့တခါရပါလိုက်ထက်ပြရအဲ့တော့ဒီလူချောက်ဟာသူ့အခွင့်အလမ်းညီအများကြီးပေးတယ်တဘာဝကြီးကလည်းပေးတယ်လောကကြီးကလည်းပေးတယ်မိစေသင်္ကဟာများကလည်းပေးတယ်ဒါပေမဲ့ तू ဟာသူ့ဘဝအတွက် तू ဟာ तू ပဲအာရှင်သန်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ तू လောကကြီးကထွက်သွားတဲ့အချိန်မှာအလွန်တရာမှအောင်မြင်ကြောကြားပြီးတော့အလွန်တရာမှတော်တဲ့အာတရုတ်ဆောင်ကောင်းတယောက်တော်တဲ့အစိုးရကောင်းတယောက်ဟာတာဝန်မကြီးတဲ့အဖေဖြစ်နေတယ် ထွက်သွားတာရင်နာဖို့ကောင်းပါတယ်။ဒါကြောင့်မလို့ကျမကတော့သူ့ကိုသူ့တကူကတကူစာလေးကိုလွတ်မြောက်အောင်ပဲသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့လူတာမန်လို့ပဲအာတတ်မှတ်ချင်ပါတယ်။နောက်တယောက်ကတော့လူတော်တယောက်ဖြစ်ပါတယ်။လူတော်တယောက်ကအဲရုပ်ရှင်မင်းသားကြီးပဲဦးဇော်လွင်ဖြစ်ပါတယ် ါကျမပုံကူရေးအရာတွေ့ခဲ့ရတဲ့အဟာပေါ်မှာမှုတည်ပြီးတော့ဒီလူတွေကို ကျမခန်းစားခြင်းနဲ့သတ်မှတ်တာဖြစ်ပါတယ်အာလူတိုင်းမှာသဘောထားကွယ်လွယ်ပိုင်ခွင့်အပြည့်ရှိပါတယ်ဦးစော်လွင်ကိုပထမဆုံးတွေ့တဲ့အချိန်တုန်းကကျမကရုပ်ရှင်မင်းသမီးပေါ့ဆာလေးပေါ့သူကအလွန်တရာမှနာမည်ကြီးတာမျက်မွန်နဲ့ရိုက်တဲ့ကားတွေဆိုအယံကောင်းတာပထမဆုံးတွေ့တဲ့အချိန်နေရာကမန္တလေးမှာဖြစ်တယ် မန္တလေးမှာသူကရုပ်ရှင်လာရိုက်တယ်တိုင်းပါဆိုလဲကားပေါ့အဲ့ကားကိုလာရိုက်တယ်ဆိုတော့သမီးအဖေလည်းပါတယ်သမီးဖေနဲ့လည်းခင်းနေအဲ့တော့သမီးဖေကလည်းပဲအဆရှာတာပေါ့နော်အရက်တော့ဖို့အဖို့ရအောင်ဆိုပြီးအဆရှာ ရှာတော့ကျမလည်းအင်းကျမကိုမိတ်ဆက်ပေးစမ်းမှာပေါ့ဒီတိတ်ပြီးတော့ဟိုမြန်မာယောက်ျားပီတာတဲ့မြန်မာတယုတ်ဆောင်တယောက်ကိုအတွေ့ဖို့ခြင်းနဲ့ဆိုကျမတို့အောင်တေဇရုပ်ရှင်ဆိုတာကိုသွားတယ်အောင်တေဇရုပ်ရှင်ကအရင်တော့ကတော့ဆရာဥဒုခရဲ့ကားတွေကိုပေါ့နော်ဖြန့်ချိပေးရတယ်ဒီ A1 အမ်ကျုပ်ရှင်တယုတ်ဆောင်ဒေါတင်တင်လှရဲ့ယောက်ျားသူကဦးကြည်အေးရမန်နေဂျာလုပ်တယ် ကျမတို့လာမယ်ဆိုတယ်လီဖုန်းဆက်ရတယ်အဲ့တော့ကြိုးဖုန်းနဲ့လေကြိုးဖုန်းနဲ့ဆက်ပြီးတော့မှရှိတယ်လို့ဆိုပြောတာသွားတယ်။သွားတဲ့အချိန်ရောက်ရောက်ချင်းမှာဥစော်လွင်ကဘာလုပ်နေလဲဆိုတော့သူ့ရဲ့တပည့်နာမည်ကကျန်တကားတဲ့။ကျန်တကားဆိုတဲ့တပည့်ကိုဥစော်လွင်ကမင်း ်ငါ့ကိုမင်းမလေးစားဘူးလားကျန်တကလေးစားပါတယ်ဆရာရဲ့အေးမင်းငါ့ကိုလေးစားရင်မင်းငါပြောတဲ့အတိုင်းလုပ်ရမယ်လေဆိုအဲမလုပ်ပြရစေနဲ့ဆရာရဲ့ဟာအဲ့ဒါမင်းငါ့ကိုမလေးစားတာပဲပြန်ဆိုရိုက်ပြန်တွေ့နေရတယ်မျက်စိရှိမှအဲပြီးတော့မှဟိုကမလုပြရစေနဲ့ဆိုမျက်ရည်တွေတောင်ကြာပြီးတောင်းပန်တယ်။ဘာဖြစ်လို့မင်းကမလုနိုင်ပါလဲ။ငါပြောတဲ့စကားမင်းကဘာလို့နားမထောင်ရတာလဲ။ထိုးပြန်အောင်။အဲနဲ့ဟို သမီးဖေရလည်းပဲရှိတယ်တခြားယောက်ျားတွေကလည်းရှိအဲဝိုင်းပြီးတော့ဆွဲကြပြကြတွေပေါ့ဖြစ်ကြစီထဲမှာတော်ကြီးကိုနော်ဟိုတမျိုးကြီးပဲဖြစ်သွားတယ်အယောအလွန်မှသဘောကျလာပြီးတော့လေတလို့မော့ကြည့်လာခဲ့ရတယ်မင်းသားကြီးတယောက်တကယ်သူ့ရဲ့ဘဝပေါ့နော်ပိတ်ကားဘဝဘဝနဲ့ရမ်းကွာတယ်သူ့ရဲ့တန်ဖိုးထားမှုတွေဟာသူ့ရဲ့ appearance အသွင်ပြင်နေဟာပိတ်ကားပေါ်မှာအသဘောကျတာနဲ့တအားကွာတယ်စီထဲမှာတမျိုးကြီးဖြစ်နေတော့မှပဲအဲ ထောင်းပြကြတာပေါ့ကျန်တကားလည်းဟိုအနောက်ဖေးကိုဝင်သွားတယ်ဝင်သွားတော့မှခဏနေကြတော့အဲဒီမှာစကားတွေပြောနေတော့ရှိတယ်ကျန်တကားခွက်ကလေးနဲ့ထွက်လာတယ်သူကင်ထားတာကဂျမတို့အဲ့ဒီခေတ်တုန်းကရုပ်ရှင်ရိုက်တဲ့အခါမှာဟိုဇီဘရာဆိုတဲ့စတီးချိုင်နေနဲ့ထမင်းထဲကြတာ哦အဲ့တော့အဲ့ဒီဇီဘရာထမင်းချိုင်နေရအစင်နေရတဆင်ကင်ပြီးတော့သူကထွက်လာထွက်လာတော့အကိုရဲ့အဲ အခုပြောတဲ့အတိုင်းပဲတဲ့ကျွန်တော်အလှုပ်လိုက်ပြီးတဲ့ညော့ရဲဆိုပေးအဲကျွန်တော်နားမထောင်ဘူးလို့မပြောနဲ့တဲ့ဆိုအဲမှာဥဇော်လေးကတခါအဲ့ခွက်ကိုကြည့်ရကြည့်တော့ဟင်မင်းဒီလောက်တော့မယမ်းရလားမင်းလူလို့မသိဘူးလားဆိုပြီးတော့ထိုးပြန်ဩအာစိတ်ညစ်လိုက်တာမပြောပါနဲ့တော့ အတကလည်းခန့်ငယ်ရောရုပ်ရှင်လောကရဲ့ဟိုလေဒီဒီစပီးအတိုင်းဝင်းဖြစ်တဲ့ရှုမဝါကနေကြီးလာပြီးတော့မှဒီလိုအတွေ့အကြုံကပထမဆုံးတွေ့တာမျိုးလို့အလွန်တရာမှခါသိပါတယ်ဟိုစိတ်ထဲမှာဘယ်သူမှန်မှန်းလည်းမသိဘူးအဲ့ဒါနဲ့တကယ်ဆက်စုတယ်ဒီမှာဒီခွက်ကဘာလဲဒီခွက်ထက်ကဟာဘာလဲလို့မေးတာအဖေဘေးမှာရှိနေတဲ့ဘယ်သူမှမနိုင်ဘူးလေသမီးဖေပဲရှိတာ哦အဲ့တော့သမီးဖေကလိမ်ဆွဲပြီးတော့ ဒီခွက်ကပါလေဒီခွက်ထဲကဟာပါလေဆိုမိတာအဲ့ခါကျတော့မှဥစော်လွင်ကသူ့တပည့်ကိုဒီစတီးခွက်ထဲကိုရှူရှူပေါက်ထဲခိုင်းတယ်မထဲပြရစေနဲ့လို့ညင်းတယ်အဲ့ဒီညင်းတဲ့ဥစ္စာကိုသူကထိုးတယ်ထိုးတော့ဟိုကသွားပြီးတော့ရှူပေါက်ပြီးတော့ပြန်လာပြန်လာတော့တခါမင်းမိုက်ရန်ရလားဒါအစားတောက်ထဲတဲ့ဟာဆိုပြီးတော့တခါထိုးပြန်ရောအဲ့တော့ဒီလူကြီးကိုတော်တော်စိတ်ထဲမှာမကြိုက်ပါဘူးမကြိုက်ပင်တဲ့ အဲ့ဒီတစ်ခေါက်ကပြန်လာပြီးသိမကြခင်ချိန်မှာပဲအဲ့ဒီအန်ကော်ကြီးကအာမရေမှုနဲ့ဆိုပြီးတော့အရင်မူရင်နဲ့ main ကလေးတယောက်ကိုဒါဟိုတခြားအာတရားရေးမှန်တိုင်းရိုင်နေတဲ့ကိစ္စတွေလည်းအများကြီးပါပါတယ်အဲ့ဒါနဲ့သူထောင်ငါးနှစ်ကြာ ငါးနှစ်ကြာတဲ့အချိန်မှာကျမကလည်းပဲဟိုရုပ်ရှင်ရိုက်တဲ့လူတွေသုံးကားပြီးမှရိုက်ရမယ်၆ကားပြီးမှရိုက်ရမယ်အာမရိုက်ဖဲနေရမယ်အဲ့ဒါတွေအမျိုးမျိုးတွေလောက်တာဖြစ်တဲ့တန်းကျမ constitution ကိုလည်းလေ့လာတယ်ပြီးတော့မှမှတ်ပုံတွေရှင်းနေကိုလည်းဖြည့်တယ်ပြီးတော့အာ HGB အထက်တန်းရှင်းတွေကိုအရင်ဖြည့်တယ်။နောက်မှတ်ပုံရှင်းတွေကိုဖြည့်တယ်။ဖြည့်ပြီးတဲ့အချိန်မော်နော်။အဲ့မှာကျမသူ့ရဲ့ file ကိုဖတ်ရတယ်။အမှုတွဲကိုဖတ်ရ အမှုတွဲထဲမှာဟနေတာတွေအများကြီးပါတယ်။တရားရေးမနိုင်အရာတစ်ဖက်ဆောင်းနှင်းဖြစ်နေတာလည်းအများကြီးပါတယ်။ဒီမူရဲကိုတွေ့လိုက်တဲ့အချိန်မှာပထမဆုံးကစိတ်ပြစ်ထားတာဆိုပေမဲ့လို့လေလူတယောက်အနေနဲ့ကျွန်မ သူ့ပေါ်မှာလေအစိတ်ထဲမှာတနာမိတယ်အခွင့်အလန်းလည်းပဲသူ့အနေနဲ့ရှိတဲ့နယ်လို့ယုံကြည်တယ်အဲ့ဒီလိုနဲ့ထောင်၅နှစ်က၄ဖြစ်မဲ့ပြည့်တပြည့်မှာပဲလွတ်ပါတယ်လွတ်လာတဲ့အခါကျတော့တာရု channel မှာပဲအကျွန်တော်တို့ကရိုက်တဲ့ setting တဲဒီမှာနေတာကိုတွေ့ခဲ့တယ်ဟာသူနေတာသူအဲ့ဒီမှာနေနေတာကိုတွေ့လိုက်တဲ့ချိန်မှာစိတ်ထဲမှာလေအာယုံကညှို့သွားတယ်နော်အကွက်လက်တစ်ခုကိုတော့ဖြစ်ပေးခြင်းနဲ့စန္ဒာရှိဒါကြောင့်မလို့သူ့ဘဝရဲ့နောက်အ เอ่อအခွင့်အလမ်းတစ်ခုရပါစေ ဆိုပြီးတော့ဒီကိုဘေလူဝရဲ့အကိုပေါ့ကန္တဝင်မောင်ဝိုင်းကနေပေါ့အနီဂရေ့စ်ကျွန်တော်ကိုဗီဒီယိုကားတစ်ခါလောက်ရိုက်ပေးပါလို့ပြောတယ်။အဲ့ဒီချိန်တုန်းကရုပ်ရှင်မင်းသမီးများဟာဗီဒီယိုဆိုလို့ရှိရင်ဟို ကားသေးကိုဆင်းရိုက်တယ်ဆိုပြီးတော့မရိုက်ကြအောင်ဒါပေမဲ့လို့ကျွန်မပတ်စံပြွေးနဲ့ရိုက်ပေးတယ်။ဘာဖြစ်လို့လဲဆိုတော့အချက်နှစ်ချက်ရှိတယ်။တစ်ချက်ကရိုက်ခြင်းနဲ့ ထုံးအောင်ကြော်လို့ဘာလို့ဆိုတာဒါရိုက်တာပေါက်စာလေးပေါ့ရိုက်ချင်တဲ့ဒါရိုက်တာပေါက်စာလေးတွေအတွက်လက်တက်ဆိုင်းရမယ် starting ground ဖြစ်နိုင်တယ် testing ground ဖြစ်နိုင်တယ်အာဆိုင်းရမယ့်နေရာဖြစ်နိုင်တယ်နောက်တစ်ခုကတော့အခွင့်အလမ်းမရှိလို့မရိုက်ရပဲစောင့်နေတဲ့အလုပ်မရှိတဲ့လူတွေအတွက်အလုပ်ရအောင်ဆိုတော့ရည်ရွယ်ချက်နဲ့ကျွန်မအဲရိုက်ပေးမယ်ဒါပေမဲ့ ကိုကန်နဝဲမောင်ဝိုင်းကိုပြောရလေကိုဝိုင်းအာကျေးဇူးပြုပြီးတော့ဒီကားကိုဥစော်လွင်နဲ့ရိုက်ပါလို့ပြောပါတယ်အဲဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကားရဲ့နာမည်ကတမယောက်ျားအယက်သမားတဲ့ ိုးဟာတကယ်ချရတဲ့အဟိကာမဟိုပါတဲ့ acting ကသူ့အတွက်ထူးဆန်းလို့ဆရာမလို့ဘောနော်။နောက်သူ့အတွက်လည်းဒုတိယအခွင့်အလမ်းတစ်ခုရရမယ်ဆိုတော့အယုံကြည်တဲ့အတွက်ကြောင့်မလို့ဒီမှာရိုက်ပဲလို့ဆိုပြောပါတယ်။ तू ကတအားအံ့ဩတယ်အံကဥဇော်လွင်ရလီ။ ဆွေစင်ထိုက်ကငါနဲ့ရိုက်မယ်တဲ့လားငါနဲ့ရိုက်မှာ तू တေချာရဲ့လားအဲ့လိုတော့ပြောယူတယ်နော်ဘာလို့လဲဆိုတော့ तू စိတ်ထဲမှာအဆိုးရိမ်တာရှိတယ်ပေါ့နော် तू ထောင်ကြလာခဲ့ပြီးသားနောက်တစ်ခေါက်ပြန်ပြီးတော့လှုပ်လို့ရှိရင်တွဲရိုက်ခြင်းနဲ့လူရှိမှာမဟုတ်ဘူးလို့ထင်ထားတာဩအဲ့ဒါကျမလည်းအားပေးပါတယ်အရရတာညမိုးချုပ်တွေပါတယ်ပေါ့အဲ့ကုံစိန်ရောင်းတဲ့အမျိုးသမီးနဲ့ဒီအရဲ့မူးနေတဲ့ခင်မွန်းတဲ့ဇလန်းဆိုတော့ဒီဇလန်းကအရန်မွန့်ကြရပါတယ်ဒါပေမဲ့လို့ ဟိုဘဝဆန်တဲ့ဇလန်းဖြစ်တယ်သူ့ရဲ့တယုတ်ဆောင်ချက်တွေလည်းအရန်ကောင်းတယ်အဲ့ဒါသူ့ဘဝအတွက်ဒုတိယအခွင့်အလမ်းရတာပါပဲအဲ့ဒီဇကန်းကနေစပြီးတော့မှနောက်ကြတော့ရုပ်ရှင်ကြီးတွေကိုရိုက်ခွင့်ရတယ်အမမမမြောင်အဖေအနေနဲ့လည်းရရတယ်ဒီလိုနဲ့အကယ်ဒမီတစ်ခုကိုရသွားတယ်အဲ့တော့သူ့ကတော့လူတော်လို့ပြောရမှာပဲသူရတဲ့အခွင့်အလမ်းသူ့ပတ်ဝန်းကျင်ကပေးလာတဲ့ဟာကိုသူ့ အသုံးချနိုင်တာပေါ့အဲ့တော့လူဖြင်းလူညာကသူ့ပတ်ဝန်းကျင်ကိုအပြစ်တင်မယ်လူတာမန်ကပတ်ဝန်းကျင်နဲ့လိုက်လျောညှိထွေနေမယ်လူတော်ကတော့ပတ်ဝန်းကျင်ကို အသုံးချမယ်ပေါ့အဲ့တော့နောက်ဆုံးလူတစ်ယောက်ရှိတယ်အဲ့ဒီလူကတော့ထူးချွန်ပြီးတော့ထက်မြက်တဲ့လူဖြစ်တယ်ထူးချွန်တဲ့လူဆိုတာကကိုကိုကိုတော်အောင်တက်အောင်လုပ်တာ တ်မြတ်တဲ့လူဆိုတာကိုရင်တော်ယုံတက်ယုံနေမဟုတ်ဘူးကိုပတ်ဝန်းကျင်ကြီးပါရှိတဲ့လူတွေတော်အောင်တက်အောင်လုပ်ပြီးတော့ပြောင်းလဲတဲ့လူဖြစ်တယ်။သူမှာမျော်လင့်ချက်ဆိုတဲ့ hope ရှိတယ် change ဆိုတဲ့အပြောင်းလဲတစ်ခုရှိတယ်။ကျမတို့မှာအဲ့ဒီလူလိုနေတာဘသူ့ဟောမှာအဝေးကြီးသွားမကြည့်နဲ့ခုနကခင်ခင်သူပြောတဲ့အထက်မှာပါပြီးသားကက်ဘိနက်ကြီးတစ်ခုလုံးကိုတော့မှပြောင်းအောင်လုပ်နိုင်တာဘူကျောင်းအောင်စမ်းမဲရှိတယ်။ဒီလိုလူမျိုးလိုတယ်။ဒီလိုလူမျိုးရှိလို့ ကျမတို့ပတ်ဝန်းကျင်အတွက်ကိုအဆုံးဖြတ်တတိမှန်မှန်သာရွေးနိုင်မယ်ဆိုလို့ရှိရင်ကျမတို့လည်းကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုကိုရမှာဖြစ်တယ်။အဲ့တော့အဲ့ဒီလူမျိုးရဖို့အတွက်ဘသူတွေကိုအားကိုးရမလဲဆိုတော့လူငယ်လေးတွေပဲအားကိုးရမှာပဲ။ကိုတွေကလမ်းဆိုတဲ့တင်ခဲ့တဲ့အချိန်တစ်ချိန်ကိုကြောခဲ့ပြီးကဲဆိုတဲ့ယောက်ျားကိုလည်းကြည်ရကလေးကိုလည်းကြည်ရမိဘကိုလည်းကြည်ရအတိုင်းဝိုင်းကိုလည်းကြည်ရမိသားစုကိုစောင့်ရှောက်ရတဲ့ကဲဆိုတဲ့အချိန်ကိုလည်းကြောခဲ့ပြီး အခုကျမတို့ကရှိနေတဲ့ဟာကို share လုပ်နေရတာအဲဘာလို့ရင်ဘာကောင်းမဲဘာတွေတော့ဖြစ်ခဲ့ဘူးလဲဆိုတာကို share လုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်အလုပ်လုပ်ရမယ့်လူဟာလူငယ်လေးတွေဖြစ်ပါတယ်အဲ့တော့လူငယ်လေးတွေမှာဘာလို့အဲဒီလိုလုံနိုင်တယ်လဲဆိုတော့သူတို့မှာမျောလင်းချက်ရှိတယ်ကျမတို့ခေတ်တုန်းကဆိုလို့ရှိရင်ပညာရေးတစ်ခုဟလာအဲ ြည်ပြည်ဆိုင်ရာနေတော့သတင်းအချက်အလက်တခုရဖို့သင်တန်းတခုရဖို့အတက်ဖို့အတွက်ဆိုလို့ရှိရင်အလွန်ကြာမှခက်ခဲအခုအချိန်ကကလစ်ကလစ်တစ်ချက်နှိပ်လိုက်တာနဲ့ဒါတွေကပပပပပဆိုပြီးတော့အာကာသတွေကကြာလာအဲ့ဒီအချိန်မှာကလေးတွေကအရေးမကိုးဖို့လိုပါတယ်ငါဘာလဲငါဘယ်ကိုသွားမှလဲ ငါမှဘာရီရေချင်းရှိပြီလေငါသွားချင်တဲ့နေရာကိုရောက်အောင်ငါကငါဘယ်လိုထပ်ပြီးတော့အရေးအသွေးတွေထည့်ရမလဲဆိုတာကိုအာစဉ်းစားရမှာဖြစ်ပါ